အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဆရာမြတ်ဝီပြခြင်းနဲ့အကြောင်းအရာလေးကတော့ဆရာတို့ဒီဘွေအကြောင်းပေါ့နော်လူတွေရဲ့လဝါးပြမှာဖြစ်ဖြစ်လက်ချောင်းတွေမှာဖြစ်ဖြစ်ဘွေပါတဲ့သူတွေအကြောင်းဟုအဲပညာလေးမြတ်ဝီပြခြင်းတာပေါ့နော်ဟုတ်ကဲ့ပါအခုပထမဆုံးပုံကတော့ဆရာတို့ဒီလဝါးပြင်ကပါတဲ့ဘွေပေါ့နော်အဲသူကအဓိကကတော့ဒီဘွေကဘာမှပါလဲဆိုတော့ဆရာတို့လက်သက်ကျွေနဲ့ဒီလက်တန်းချောင်းမှာပါတဲ့ဘွေပေါ့နော်ဒီလိုဘွေပါရင်ဘလို့ ဟိုအချိုးပြူလေးလေးရမယ်ဆိုတော့ဆရာမျှဝေပေးကျင်တာပေါ့နော်အဲ့တော့ဒီပုံမှာဆရာပြပေးထားသလိုလက်သကြွယ်နဲ့လက်တန်းချာမှာဝေပါတော့အဓိကဟိုအလွယ်ပြောရရင်တော့လက်သကြွယ်အောက်မှာဒီလိုပုံစံမျိုးဖွေလေးပါနေမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေဟာအမှန်ကန်တဲ့လမ်းကိုပဲသူကအဓိကအားပြုပြီးတော့လုံဆောင်တတ်ကြရတယ်ပေါ့နော်သူတို့ရဲ့စိတ်ကူးရင်စဉ်းစားနိုင်မှုအပိုင်းတွေကလည်းအများထပ်ပို့ပြီးတော့ကောင်းမွန်ကြရတယ်ပေါ့နော်ပြောရမစုံတော့အတိညာအတိညာဖြစ်သွားအရာရာကို ုံးသက်ပြီးတော့လှုပ်တတ်တယ်လို့ပြရတယ်ပေါ့နော်အလုပ်ပေါ်သူရဲ့သူတို့လှုပ်တဲ့အလုပ်ပေါ်ကိုတာဝန်ကြည့်အောင်လှုပ်ဆောင်တတ်ကြတယ်ဟိုဝန်ထမ်းဖြစ်တဲ့သူဆိုရင်အများလေးစားအတူယူရလောက်အောင်ပေါ့နော်သူတို့ကသစ္စာတရားကြီးမားစွာထားတတ်ကြတယ်ပေါ့နော်ဒီကတော့သူတို့ကဝန်ထမ်းဖြစ်မဲ့ဆိုရင်သူတို့ရဲ့အလုပ်ပေါ်မှာသူတို့ကတာဝန်ကြည့်အောင်လှုပ်ဆောင်တတ်ကြတယ်ပေါ့နော်ဒီလိုဝန်ထမ်းဒီလိုလက္ခဏာရှင်မျိုးပိုင်ဆိုင်ထားရင်အဲတော်တော်လေးကောင်းတယ်ပေါ့နော်သူတို့ကအဓိကကတော့သစ္စာတရားကြီးမားကြတယ်ပေါ့နော်ဥဆောင်ရသူ ခေါင်းဆောင်လောက်ရတဲ့သူမျိုးတွေမှာလည်းဒီလိုပွေမျိုးလေးတွေကပါတက်ကြတယ်ပေါ့နော်ဒီကသူတို့ကမှန်ကန်တဲ့လူမှန်နေဖြစ်ကြတယ်ခင်ဗျအမတရားတာကိုသဘောမကျတတ်ဘူးလူကြီးလူကောင်းစံသွားပဲသူတို့ကဘယ်အရာရာကိုဖြည့်ရှင်းတတ်ကြတယ်ပေါ့နော်တာဝန်တစ်ခုကိုသူကခြေပုံအောင်လောက်ကင်တက်တဲ့အကျင့်ကသူတို့မှာအလိုလိုပါလာပေါ့နော်ဒါကြောင့်ဒီလိုလက္ခဏာပိုင်ရှင်ကိုပိုင်ဆိုင်ရတဲ့သူပဲဖြစ်ဖြစ်ဟိုကိုယ့်ရဲ့လက်အောက်မှာရှိတာပဲဖြစ်ဖြစ်ပေါ့နော်ကံကောင်းတယ်လို့ဒါပြောလို့ရတယ်ပေါ့နော် ဟုတ်ကဲ့ပါခင်ဗျာနောက်တစ်ခုကတော့ဆရာတို့ဒီငကပတ်သို့မဟုတ်ပေါ့နော်ကြော့ပြီပေါ့နော်ကြော့ပြီပါတဲ့သူတွေကဟိုဇာပုံမှာပြပေးထားသလိုပေါ့နော်ဒီလိုကြော့ပြီလေးပါမယ်ဆိုရင်တို့ကဒီအများအဖြစ်တို့ရဲ့စိတ်နဲ့စိတ်ဓာတ်ကအကောင်းဘက်မှာရှိကြတယ်ပေါ့နော်စိတ်ကစားမှုနဲ့အဲတို့ရဲ့နေထိုင်မှုကညဉ့်ညံ့တိမ်မွေးလုံးနေလို့ဒါပြရတယ်ပေါ့နော် တပားသူများ ਨੇ သူကလာရောညီတူစွာပြောဆိုဆက်ဆံမှုမှာကောင်းမွန်ကြရတယ်ပေါ့နော်အဓိကဘယ်လိုပြောရမလဲဆိုတော့အဲသူများ ਨੇ စကားပြောတဲ့အခါမျိုးမှာသူကလာရောညီတူအောင်ပြောဆိုဆက်ဆံတတ်တာကိုပြရတယ်ပေါ့နော်ဘယ်အရာပဲဖြစ်တီးခံစိတ်ကသူတို့မှာပါရှိကြရတယ်ပေါ့နော်ပြောရမလို့သူကဟိုတီးခံတတ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အရာရာကိုအကောင်းမြင်တဲ့စိတ်နဲ့သာအရာရာကိုနားလည်ထားကြရတယ်ပေါ့နော်တတ်နိုင်သလောက်သူကတီးခံပြီးနေတဲ့နေတိုင်းတက်တက်သူတွေဖြစ်ကြပါလေတပားသူပေါ်ကိုမလင်ညာတက်ဘူးပေါ့နော်သိခါတရားကိုသိခါတရားကိုသူတို့ကသူတို့ရဲ့ သူတို့တံပိုးထားတကြရတယ်ပေါ့နော်ဒါကြောင့်လို့ဒါတွေကြောင့်လို့သူတို့မှအချက်အချောက်ကိုအချက်အချောက်ကိုတံပိုးထားတဲ့လွန်လို့သူတို့ကဒီအကောင်းမြင်တဲ့စိတ်ကြောက်လေးစိတ်ကြောက်ပေါ့နော်သူတို့အပေါ်မှာအပေါ်ယံလူမျိုးလေးတွေဟာရှိနေတကြရတယ်ပေါ့နော် ရှိနေတယ်လို့ပြရတယ်ပေါ့ဒါကြောင့်ဒီလိုလူတွေကသူကသီးခံစိတ်ကအများများကြတယ်ပေါ့နော်ဟုတ်ရမ်းကောင်းကြတာပေါ့ပြောရမှာဆိုရင်ဒါဒါကြောင့်လေသူတို့မှာ ိုအားနည်းမှုလေးတွေရာဒီမေတ္တာရဲ့ပိုင်းလေးမှာအညံ့လေးတွေရှိကြတယ်ပေါ့နော်။ကျမကြီးနဲ့ပတ်သက်ရင်တော့သူတို့ကအစာရှည်စနစ်နဲ့ပတ်သက်ပြီးတော့ကျမကြီးညံ့နိုင်တယ်။အားနည်းတတယ်လို့ဒါပြပြထားတယ်။ခရူးဘက်ဝေပါတဲ့သူတွေကသူတို့ရဲ့သူတို့တွေကသူတို့ကမိသားစုထဲမှာဥစည်းဥဆောင်လောက်ဝတတ်တယ်ပေါ့နော်။မိသားစုအတွက်ကိုပဲအဓိကကောင်းမှုဖို့တွတ်တော်တွေးတော်တတ်သူတွေလို့ပြရတယ်ပေါ့နော်။သူတို့ကဆရာထက်တန်ကြတယ်။အတွေ့အထိမှာမိသားစုအတွက်ကောင်းမှုအတွက်သားကိုသူတို့ကအဓိက လှုပ်ရှင်ကြရတယ်ပေါ့နော်ဆရာငယ်ဘူးတော့သူတို့မှတမျိုးမဟုတ်တမျိုးရှိတတ်ကြတယ်အရာရာဦးမိသားစုတွေမှာဥဆောင်နေရတာကြောင့်သူတို့ရဲ့စိတ်ပြပန်းမှုစိတ်ပြပန်းမှုနဲ့လောကဒဏ်ကများစွာရင်ဆိုင်ရတတ်တယ်ပေါ့နော်သူကလောကဒဏ်တရားကိုကောင်းကောင်းစွာရင်ဆိုင်နိုင်မယ်သူတို့ရဲ့စိတ်ဟာအယံထက်မြက်လွန်အားကြီးလို့ပေါ့နော်ဆုံးဖြတ်မှုတွေကတော်ရုံဖြစ်ဖို့ခဲရင်တတ်ကြတယ်ပြောရမယ်ဆိုရင်ခေါင်းမတက်သူတွေလို့ပြောလို့ရတယ်ပေါ့နော်ကျမရဲ့အပိုင်းမှာဆိုရင်တော့ဒီကိုယ်ရဲ့ဒီအားနည်းမှုအားတာမှုတွေရှိနိုင်နေပေါ့နော်ဒါကြောင့်ဟို တို့ဟာအတွင်းနဲ့မှန်းဆမှုတွေမှာလည်းအရန်အားသာသူတွေဖြစ်ကြတယ်ဒါကြောင့်ဘွေလုံးတဲ့ပါတဲ့သူဆိုရင်တော့စိတ်ဆောင်အားအရန်ကောင်းကြတယ်စိတ်ရဲ့အလိုကိုအားပြုနိုင်ကြတယ်ပေါ့နော်ဥဆောင်မှုတွေနဲ့ဥစည်းမှုတွေနဲ့အကျိုးပြုအကျိုးပြုအကျိုးပေးတာမြန်မယ်လို့ဒါပြရတယ်ပေါ့နော်အဓိကကတော့တို့ဟာဒီလိုဘွေမှသားပါမယ်ဆိုရင်တလုံးတည်းဆိုရင်တို့ကစိတ်ဆွမ်းပူကောင်းတယ်ဥဆောင်ဥဆောင်ဥစည်းမှုတွေနဲ့အရင် အများဆုံးအဆင်ပြေတယ်။ဘွေဒီလိုမျိုးပွေများများစွာပါမယ်ဆိုတော့တို့ကမိသားစုအတွက်ကိုအဓိကအထောက်အကူပေးရတဲ့အတွက်ကြောင့်မိသားရေးပိုင်းမှာတော့အညံ့လေးတွေကြုံရတတ်တယ်။ဒါကြောင့်ဒီမိစေတို့မှလည်းဘယ်နေရာမှာဘလူဘွေလေးပါလဲ။ဘယ်နှလုံးပါလဲ။ဘလူလေးတွေရှိလဲပေါ့နော်။ဒါကြောင့်ဆရာတော့အနေအများကိုအကောင်းဆုံးလေးညွှန်ပြပေးတာ